ုတလောလေးကဒီဖိလစ်ပင်းမှာလည်း internship ဆင်ခဲ့လို့ကြားရတယ်နော်ဆိုတော့ဒီဟာလေးနဲ့ပတ်သက်ပြီးလည်းပြောပြပေးပါအောင်ရှင်အော်ကျွန်တော် economic တက်နေရင်းနဲ့ကျွန်တော်အာတော်တော်များရင်းနှီးပြတာဖြစ်မယ်ထင်တယ် Asian Development Bank လို့ခေါ်တဲ့ Asian Development Bank ပေါ့။နေကျွန်တော်ဒီတိုင်းပဲအာကိုယ့်ရဲ့ background ရောပြီးရင်ကိုယ်လုပ်ချင်တဲ့အပိုင်းတွေရောပြီးတော့မှဒီ development sector တစ်ခုမှာဒီဒီ financial institution တစ်ခုကဘယ်လိုမျိုး level နေလဲဆိုသိချင်တာဖြစ်တဲ့ရှောက်ကြည့်လိုက်တာ ဆိုတော့တကယ်လည်းရခဲ့ရကျွန်တော်ဒီဖိလစ်ပိုင်မှာပေါ့နော်ဒီ headquarter Asian Development Bank Asia Pacific Bank ရဲ့ headquarter ဒီရုံးချုပ်ဖြစ်တဲ့ဒီဖိလစ်ပိုင်မနီလာမြို့ဖိလစ်ပိုင်မှာအာဒီ internship အာ၃လစင်ခဲ့ရပေါ့နော် internship လုပ်ခဲ့ရတဲ့ဒီ department ကကျတော့ BSMG လို့ခေါ်တဲ့ public sector အာ management and governance ပေါ့ဒီအစိုးမအစိုးရဒီ true member country ရဲ့အစိုးရတွေရဲ့ဒီ fiscal monetary policy မှာဘယ်လိုမျိုး အာ policy ချမှတ်ရလဲပြီးတော့မှဘယ်လိုမျိုး data တွေကြည့်ပြီးတော့မှဘယ်လိုမျိုး policy နဲ့ kait ညီတဲ့ဟာတွေကိုဆိုရင်အာသူတို့နဲ့ kait ညီမှုရှိလဲဆိုရဲဟာကိုဒီကအနည်းကလေ့လာခွင့်ရခဲ့ပြီးကိုယ်တိုင်ပါဝင်ခွင့်ရခဲ့ပေါ့နော်